ဖိုးတောင်သူတဲ့အ tilde ပေါ့ဗျာကျွန်တော်အဖေတဲ့သွားနေကြတဲ့ပဲကောင်းစင်တောင်းရပြီဖိုးတောင်သူတဲ့လို့တက်လိုက်ပါလေကိုရွာကိုလေတော့ကကိုသစ်ပင်နေကိုမျက်ဒီကိုငှက်ဒီအားလုံးကျွန်တော်နဲ့ရင်းနှီးတယ်သိနေတယ်ဟိုးကျွန်တော်ရေးလို့ကောင်းလိုက်တာ15မိနစ်နဲ့တက်မျက်နှာပြီးတစ်ချိန်သာစီရောသူတို့တယောက်မှမပြီးပါဘူး ကျွန်တော်ပြီးတာနဲ့ဆရာမကိုသွားပြဆရာမကဖတ်ကြည့်တယ်ဖတ်ကြည့်ပြီးတော့ဟေ့အလုံးနာထောင်ညာဇန်တဲ့ကျွန်တော်စာစီစာကုန်ကလေးကိုတဒန်းလုံးကြအောင်ဖတ်ပြဖတ်ပြပြီးတော့စာုပ်ကလေးကိုပိတ်ပြန်ပေးရင်းနဲ့ကျွန်တော်ကိုပြောလိုက်ပါတယ်မင်းကြည့်ရင်စာရေးဆရာဖြစ်မယ်တဲ့ငါတန်းမြန်မာစာဆရာမပြောတဲ့စကား ကျွန်တော်နှလုံးသားထဲမှာစွဲဝင်စူးနစ်သွားပါတယ်စာရေးဆရာဘာကောင်မှန်းလဲမသိပါဘူးသိသိမသိသိဆရာမကကောင်းလို့ပြောတာနေမှာငါရင်းနဲ့စာရေးဆရာ ဖြစ်ချင်ပါတယ်ကျွန်တော်ဆရာမနာမည်ကလေးကိုထုတ်ပြီးတော့ပူဇော်တဲ့အနေနဲ့ပြောချင်ပါတယ်ဒေါ်အေးငွေတဲ့ ကျွန်တော်နှောင်စာရေးဆရာဖြစ်လို့ပထမအဦးဆုံးထွက်တဲ့ဇာဥက္ကစဆရာမရှိဘူးပို့ပါလေဆရာမကွယ်လွန်သွားတဲ့အချိန်ထိထွက်သည်မြစာအုပ်တိုင်းပို့ပါလေသူပြောတဲ့နှုတ်မြွက်စကားတစ်ခုကကျွန်တော်ဘဝကို ပြတ်ထန်းပေးလိုက်တယ်လို့ပါပဲဆရာမဂျေဇူးရှိပါလေကျွန်တော်စာရေးဆရာဖြစ်နေဘယ်လိုဒုက္ခတွေရောက်ရောက်ဘယ်လိုငပြတ်ဖြစ်ဖြစ် ဆရာမကတော့ကျွန်တော်ကိုကောင်းရပို့တဲ့ဂျေဇူးကြီးပါလေအဲ့တော့ကျွန်တော်မြန်မာစာလေးကတော့လာစင်အောင်ပါလေကျွန်တော်လက်ပတ်စာမေးပွဲတာမအောင်တာဗျတန်းတင်စာမေးပွဲတွေကြရင်တော့လိမ့်ပိန်အောင်သွားတယ်သင်ချာတင်းနဲ့နှစ်ရှိတယ်လေနှစ်ကငါးရန်ကြမှာအတူတူစတင်ရတော့ကျွန်တော်လိုက်နိုင်နေဗျတစ်ကတော့ဟိုတော်ကြောင်ဆိုတော့ သင်္ချာမတော်ပါဘူးနှစ်ခုပေါင်းလို့80ဆိုကျွန်တော်အောင်သွားတာပေါ့200မှာ80ရရအောင်တယ်တချို့နှစ်ကြတော့ကျွန်တော်80လောက်ပဲရပါတယ် moderation ဆိုပါသွားပါတာပါပဲ100ရန်လောက်ရောက်တော့ကျွန်တော်စာရီတော်တော်ဖတ်နေပါပြီစာရင်းဆရာဖြစ်ခြင်းစာရီဖတ်ရမယ်လို့လည်းသိနေပါပြီအဲ့ဒီမှာပြငယ်သောသူများကိုပြောချင်ပါတယ်ကျွန်တော်တို့ စာရီကိုဖတ်တဲ့ခါကျတော့အတုခိုးမမားဘူးယတစာပေတွေကျတော့လေအတုချစ်တယ်လို့အလွမ်းနေလို့ဟိုကြောက်ကြောက်ကြတာလို့ကွဲသွားတာလို့ဘာလို့ပေါ့ဗျအဲ့လိုအများကြီးရေးကြတာပါကျွန်တော်တို့ရေးရေးတာပါပဲဟိုအဲ့ဒီလောဝတ္ထုတွေဖတ်ရတဲ့ခါကျတော့တစ်ခါတစ်ခါမှကိုယ့်ဘဝနဲ့ပုံတူကူးရင်မှားရတာတွေရှိပါလေ ကျွန်တော်ကိုတွေ့ပြကျွန်တော်တကယ်မှားခဲ့ဘူးပါလေကျွန်တော်ဆယ်ရန်ကြောင်းသားမှာကျွန်တော်ဖတ်တဲ့အချို့အထုတခုမှာဇက်လိုက်ကောင်ကလေးကဆယ်ရန်ကြောင်းသားတဲ့ဟာဖခင်နဲ့ကောင်းတယ်ကွာလို့ငါလဲဆယ်ရန်မှာပဲကွာဝတ္ထုဖခင်နဲ့မိတ်ဆက်နေရသေးဆက်ဖတ်တော့သူ့အမေကမုတ်ဆိုးမှာတဲ့ဟာဟိုတော့ကောင်းသေးကွာ ငါ့မေလည်းမုတ်ဆိုးမှပါပဲဗျအဲ့ကို့မေမုတ်ဆိုးမှဖြစ်တာအဲ့ဒီတခါပဲဝန်တာဘူးပါလေဆက်လိုက်နဲ့တူနေလို့နှစ်ချက်တူတော့ဆက်ဖတ်တဲ့ခါကျတော့သူ့မေကဆင်းရဲတယ်ဟာဟေ့ောငါ့မေလည်းဆင်းရဲတာပဲကွာသုံးချက်တူသွားပြီဗျာဆက်ဖတ်လိုက်တော့သူကအဲ့တင်ချာကိုသိမ့်မုံတာပဲတဲ့ဟာကောင်းမြန်ပြီဟေ့ ငါကလည်းတင်ချာဆရာမတော့မကြည့်ချင်ပါဘူးတင်ချာကြောက်တော့ဆရာမပါကြောက်သွားလေးချက်တူပြီဗျာဒီဝတ္ထုကိုကြိုက်တာပေါ့ဆက်ဖက်လိုက်တဲ့ခါကျတော့သူ့မှာချစ်သူရှိတယ်တဲ့အိုးဒါလေးကြမှာမတူတော့ဘူးဗျအရေးကြီးတဲ့ကိစ္စကြမှာလွဲနေဆက်ဖက်လိုက်တော့သူ့ချစ်သူကောင်မလေးဟာတဲ့သူ့နဲ့တန်းတူပဲဆယ်တန်းကတဲ့အော်အော် ဒါဆိုရင်တော့လေရနိုင်ပါတယ်လို့အဲ့ဒီဝတ္ထုကိုဖတ်တဲ့နေ့ကစပြီးတော့ကျွန်တော်နဲ့တန်းတူ၁၀ရန်းကမိန်းကလေးများကိုစတင်ပြမှားတော့တာပါပဲဟိုကောင်နဲ့တူရင်လို့ပါဆက်ဖတ်လိုက်တော့သူချစ်သူကောင်မလေးရတဲ့အတန်းထဲမှာရုပ်ကလည်းချောတယ်တဲ့ပတ်စံလည်းချမ်းသာတယ်တဲ့အင်းဒါလည်းဖြစ်နိုင်ပါတယ်လို့ ျွန်တော်တန်းထဲမှာ ရုပ်ဆိုးပြီးတော့ဆင်းရဲတဲ့ကောင်မလေးတွေအားလုံးကင်းလွတ်ခွင့်ပေးလိုက်ပါတယ်ဆက်လိုက်ပါကျွန်တော်စီမလာဘူးနဲ့တူပါဒီပြန်ဆောင်ကြည့်ပါဦး။ဟောအေးကြည့်ကြည့်ပါ တယ်အဲ့တော့ကျွန်တော်ကုံလိုက်ပုံတူကူးနေပါတယ်အဲ့ဒီမှာဆက်ဖက်လိုက်တဲ့ခါကျတော့သူကတဲ့ဆယ်ရန်းစာမေးပွဲကိုမဖြေတော့ဘူးတဲ့ဟာအဲ့ဒါအကောင်းဆုံးပါပဲကွာ မှန်တဲ့အတိုင်းပြောရရင်ကျွန်တော်ကလည်းဒီတောင်ကိုမောင်ဖြိုပါမယ်မြင့်မွန်မလားလုံးဝပြိုမယ်မထင်ပါဘူးအဲ့ဒီဆယ်ရန်းကိုလေကျွန်တော်ဘလောက်မြန်ကြောက်တုံဆိုရင်ဆယ်နှစ်မကဘူးတစ်သက်လုံးဖြေရင်တော့မအောင်ဘူးလို့ထင်ပါတယ်ဆယ်ရန်းကနှက်ကြီးတယ်အခုခေတ်ကကျွန်တော်တို့ခေတ်တုန်းကပူဆိုးတယ်တခါလေတခရိုင်လုံးမှာတယောက်ထဲအောင်နေကျွန်တော်တို့ကြောက်ဆယ်မယ်တခရိုင်လုံးမှာတယောက်မှမအောင်နေရှိဘူးတယ် ျွန်တော်မန်လေးတက်ကသူတက်တော့ကျွန်တော်ဆရာမမြန်မာစာပါမောက်ခကျွန်တော်မေးကြည့်ဆရာမလို့ခုနေအသက်ပြန်ငယ်ရမငယ်ချင်ဘူးလားလို့ဆရာမစဉ်းစားပြီးတော့ငယ်ချင်မောင်တော်တဲ့ဆယ်ရန်ပြန်ဖြေရမှာ ကြောက်ပါတယ်တဲ့ပါမောက်ခဖြစ်နေပြီဆယ်ရန်ကအဲ့လောက်နဲ့ကြီးတယ်ဗျကျွန်တော်အဲ့တစ်သက်လုံးမအောင်ဘူးလို့ထင်ထားတာထင်ထားပြီးကိုယ့်အသာကိုဖြေရမှာကြောက်နေတော့ ကိုအားကြတဲ့ဇက်လိုက်ကမဖြေတော့ဘူးဆိုတော့ကျွန်တော်ဝန်တာအားရထောက်ခံတယ်။ကောင်းတယ်ကွာမဖြေနဲ့။ငါလည်းမဖြေတော့ပါဘူး။လေရင်သာဆိုချက်ဝတ္ထုရေးနေခြင်းမဟုတ်ပါ။တကယ့်အဖြစ်ပဲ။တလလိုတော့တယ်ခုံနံပါတ်ထွက်ပြီ။ကျွန်တော်မဖြေဘူး။မဖြေတော့အမေကကျွန်တော်ကိုမေးတာပေါ့။ငါသားတဲ့။မင်းဘာလို့မဖြေတာလဲ။ဟိုဒီမေးခွန်းကို အမေမေးလိုက်မယ်ဆိုတာကျွန်တော်ကြိုတွေးပြီးသားပါကြောင့်မလို့အမေမေးဖြေနိုင်အောင်လို့ဝတ္ထုတွေရဟာကြိုကျက်ထားပါလေအမေစဉ်းစားကြည့်ပါတကယ်တော့ဒါတွေဟာပေရန်လိုဆင်းဆင်းသောပညာရေးတွေပါအမေဟာဝတ္ထုတွေမှာပါတယ်ဗျတလက်မှနှစ်လက်မှလေးလက်မှငါးလက်မှဆယ်လက်မှတန်းနှစ်တန်းလေးတန်းငါးတန်းဆယ်တန်းဆယ်တန်းအောင်လို့လေဘဝစာမေးပွဲအောင်တာမဟုတ်ဘူးအမေ အကယ်ဒမီကိုမြလေးရဲ့ ID နေပါရင်းနဲ့ခြားကျွန်တော်တို့ခက်ကမင်းသားမြလေးခက်အမေကျွန်တော်ငေးကြည့်နေပါရင်းငေးကြည့်နေသော အမေမျက်လုံးများကိုခုချိန်ထိမြင်အောင်မိပါရင်းအဲ့ဒီမျက်လုံးထဲမှာဒိဗ္ဗေတွေရှိတယ်စကားလုံးလေးတွေရှိတယ်နှုတ်ကမပြော အမေမျက်လုံးကပြောနေပါရင်းငါသားတဲ့မင်းတို့မှားနေပြီထင်တယ် သို့သောတော်သူမကြီးဖြစ်တဲ့အမေဟာကျွန်တော်ပဲလို့မှားတယ်ဆိုတာကိုရှင်းမပြတတ်ရှာပါဘူးဒါကိုခွင့်ကောင်းယူပြီးတော့တဲဟုတ်တဲ့ငါပါလားဝတ္ထုတွေဖတ်ပြီးတော့အရန်ကိုတတ်နေပါဘကောလားအမေကိုတောင်းနိုင်လိုက်ပြီလို့ကျွန်တော်ထင်ခဲ့မိပါတယ်သို့သောမနိုင်ပါဘူးကျွန်တော်ရှုံးပါတယ်ဘလောက်ရှုံးတော့ဆယ်ရန်းစာမေးပွဲ6နှစ်တိတိမဖြေပဲနဲ့ ရှုံးပါလေနည်းနည်းနော်နော်မဟုတ်ဘူးနော်ကျွန်တော်နဲ့အတူတူ10ရန်းရောက်ပြီးတော့တနည်းကြပြီးနောက်နေ့အောင်တဲ့ကောင်တွေဘွဲရပြန်လာပြီးကျွန်တော်မဖြေရသေးဘူးအဲ့ဒီ6နှစ်မင်းဘာလုပ်နေသလိုဟိုဝှထုတွေကကျွန်တော်အားကြတယ်ဇက်လိုက်ကောင်လောက်တာအကုန်လိုက်လောက်တာပဲအဲ့ဒီဝှထုကလည်းဗျာဇက်သိန်းတော့ဒီကောင်ကသူ့ချစ်သူနဲ့မညာဘူးဟိုးသူကတလွန်လွန်တဆွေဆွေး 等哎哎，等哎哎。